TV ရဲ့နောက်ဆုံးရသတင်းတွေကိုပြပြပေးပါမယ်။အာဏာသိမ်းစစ်အုပ်စုကပြုလုပ်မဲ့ရွေးကောက်ပွဲနဲ့ပတ်သက်ပြီးဝါရဖြန့်ရိုက်ကူးမှုတွေမှာနမဲကြီးအမှုပညာရှင်တရုတ်ဆောင်တွေအားလုံးပါဝင်ရမှာဖြစ်ပြီးညှင်းဆန်သူအားလုံးကိုအရေးယူသွားမှာဖြစ်ကြောင်းစစ်ကော်မရှင်ကချိန်ချောက်ပြောဆိုခဲ့တယ်လို့အမှုပညာအတိုင်းအဝိုင်းနဲ့နှိစက်သူသတင်းရင်းမြစ်တွေစီကနေသိရပါဗျ။စစ်ကောင်မရှင်လက်အောက်ခံပြန်ကြိုင်းတဲ့ပြည်သူဆက်ဆံရေးဦးစီးဌာနညွှန်ကြားမှုချုပ်အေကျွဲက ရန်ကုန်မြို့ကရုပ်ရှင်လုပ်ငန်းရုံးမှာအနုပညာရှင်တွေကိုအော်တိုဘာလ30ရက်နေ့မှာမလာမနေရခေါ်ယူတွေ့ဆုံခဲ့ပြီးအခုလိုပြောဆိုခဲ့တာဖြစ်တယ်လို့သိရပါတယ်။မြန်မာနိုင်ငံကိုခဏပြန်လာချင်းစစ်တပ်ရဲ့ဖမ်းဆီးခံခဲ့ရတဲ့ရွှေဝါရောင်ဆရာတော်နတ်ဇော်လို့လူသိများတဲ့ဆရာတော်ဥပညာဇော်တာကိုအော်တိုဘာလ30ရက်မှာစစ်တပ်ကပြန်လွှတ်ပေးလိုက်ပြီးဖြစ်တယ်လို့သိရပါတယ်။ ရင်းနီပြည်နယ်ဒီမော့ဆိုမြို့နယ်အနောက်ဖက်ခြမ်းကခောက်ပလော့ကြီးရွာတွေကနေအိမ်တွေကိုစစ်တပ်ကမီးရှို့နေတယ်လို့မြေပြင်သတင်းရင်းမြစ်ကအောက်တိုဘာလ30ရက်နေ့ကပြောပါရယ် TV နောက်ဆုံးရသတင်းတွေကို TV TV News Facebook Page မှာလည်းဆက်လက်ကြည့်ရှုနိုင်ပါရှင်